နဂါမလေးဘဝကနေ sexy model ဘဝကိုကူပြောင်းတော့မဲ့ Amazon ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင် One Daily Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်နဂါဖူးပြလို့နာမည်ကြီးတဲ့အထဲမှာတော့ Amazon ကထိတ်ဆုံးအဖြစ်မှာအသေးစားပါပဲမြန်မာနိုင်ငံလူထုတော်များကနဂါခဏခဏဝင်ပူးတက်ပေမဲ့ Amazon ကတော့အများထပ်ပို့ပြီးတော့ထူးလို့နာမည်ကြီးလာခဲ့ရလဲဖြစ်ပါတယ် သူကတော့နိုင်ငံပူပြတဲ့လူတွေထဲမှာအကိတ်ဆုံးမှုပရိသတ်စိတ်ဝင်စားတာခံရတဲ့ဆယ်လီတယောက်ဖြစ်လာခဲ့ရလို့ဆိုရမှာပါအဆိုတော်ဘဝမှာဘာလို့လို့မအောင်မြင်ခဲ့တဲ့အေမီဆန်ကအခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေများစွာရိုက်ကူးနေတဲ့မင်းသမီးတယောက်အနေနဲ့လည်းတွေ့မြင်ရမှာဖြစ်ပါတယ်လူသိများတဲ့ဆယ်လီဘဝရောက်တဲ့အချိန်မှာတော့ဇက်ကားတွေရိုက်ကူရင်အကယ်ဒမီရဖို့တောင်းမှရင်ခုန်နေပြီလဲဖြစ်တယ်။ပရိသတ်တရားတော့အခုအချိန်ထိအမီဇန်ရဲ့အမှုပညာကိုစိတ်မဝင်စားပါဘူး။အမီဇန်ဆိုတဲ့နာမည်ကြားတာနဲ့အကိမပုံစံနဲ့ ဲ့ဘယ်နေရာမှာပူးပြအောင်မလဲဆိုပြီးတော့ဒါစိတ်ဝင်စားမျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။အမီဇန်ကအခုနောက်ပိုင်းမှာ ပေါ်ပြီးတော့ပိုးမပြတော့ပေမဲ့သူ့ရဲ့ရှင်ရင်ဆွဲအလားကိုပြိသက်မြင်အောင်နီလန်ပေါင်းစုံတုံးပြီးတော့ထုတ်ပြနေရလဲဖြစ်ပါတယ်။အေမီဇန်ကတော့သူ့ရဲ့ဖွင့်ထွားတဲ့ပုံစံကိုပြိသက်မြင်အောင် အမျိုးစုံဝေပြနေတော့တာပါပဲ။ဘွေခန္ဓာရီတက်တိုင်းမှာလူတိုင်းစိတ်ဝင်စားမှုများအောင်ဝေပြခဲ့တယ်လို့အခုတစ်ခါဝယ်စားတဲ့ပုံကတော့အရန်ကိုတရုတ်ပြက်လွန်းတာမို့ပြိသက်တီကြားထဲမှာပြောစရာဖြစ်နေရလဲဖြစ်ပါတယ်။ ။အေမီဆန်ကတော့ Dragon Entertainment ဖွင့်ပွဲမှာအဓိကလူတစ်ယောက်အနေနဲ့ဖိတ်ကြားခံခဲ့ရပြီးတော့ပွဲတက်ရောက်ပြီးခဲ့ရလဲဖြစ်ပါတယ်။စိုင်းနမေကငကားနဲ့ပတ်သက်တာမို့ငကားမေရောဆိုပြီးတော့နမေကြီးတဲ့အေမီဆန်နဲ့တွဲပြီးတော့အောင်မြင်အောင်ဆိုင်ရှင်ကဖိတ်ကြားခဲ့တဲ့ပုံပါပဲ။ ဆိုင်ရှင်ကတော့သူ့ရဲ့ပွဲကိုလူစိတ်ဝင်စားအောင်ဖန်တီးခဲ့တာလားအမီဇန်ကိုချစ်လို့ဖိတ်တာလားမသိပေမဲ့ပွဲမှာဝစ်ခဲ့တဲ့အမီဇန်ရဲ့ပုံကလူစိတ်ဝင်စားအောင်ဖော်ချွတ်များဝစ်ခဲ့တယ်လို့ပါပဲပုံမှန်ဆိုရင်ဖော်တယ်လို့မဖော်တယ်လို့လောက်သာဝစ်တတ်တဲ့အမီဇန်ကအခုဆိုရင်တော့နာမည်ကြီးဖို့ဖော်ချွတ်ပြီးတော့ဝစ်လာခဲ့ရလဲဖြစ်ပါတယ်သူကတင်ဆောင်ဝင်ကျော်ရဲ့ခြေရောင်နဲ့တော့မဲ့ပုံပါပဲ တင်စားလဲအရင်ကရိုးရင်ရင်လေးနဲ့နာမည်ကြီးခဲ့တဲ့ပင်သမီးဘဝကနေပွဲတက်ရင်နဲ့ဖော်ချွတ်ပြရာကနေ sexy line ဘက်ကိုကူပြောင်းသွားခဲ့ရလဲဖြစ်ပါတယ်။မင်းသမီးဘဝမှာအောင်မြင်ခဲ့ပေမဲ့ခရယူချက်ပြောင်းသွားတဲ့တင်စားက sexy model ဘဝနဲ့အချိန်အတော်ကြာဖြတ်သန်းခဲ့တာပရိသတ်တို့လည်းသိကြမှာပါ။အခုလဲအီမီဆန်ကတင်စားရဲ့လမ်းစဉ်ကိုလိုက်တော့မှလဲဖြစ်ပါတယ်။ သူက Dragon Entertainment ဘွဲမှာပရိသတ်စင်းဝင်စားမှုအပြည့်ရအောင်ပေါ်ပြီးတော့ဝေခဲ့တာဖြစ်ပါတယ်။သူကစာကဝင်အရှိဝတ်ပြီးတော့အပေါ်ထက်ထက်ဝက်ထားပေမဲ့ကွက်ကွက်ကွင်းကွင်းပေါ်နေတာဖြစ်ပါတယ်။သူကစာကဝင်ဝတ်ထားပေမဲ့အောက်ခံကတင်ဖုံးယုံလောက်လေးဝေခဲ့ရလဲဖြစ်ပါတယ်။အောက်ပိုင်းကလည်းမလုံးတလုံးဖြစ်နေသလိုအပေါ်ကလည်းရင်သားတွေရအစမြင်ရတဲ့အထိပဲဖြစ်ပါတယ်။ အေမီဇန်ကရှင်သာအထင်းသားပေါ်အောင်ဗရာပုံစံမျိုးဝစ်ဆင်ပြီးတော့မလုံတလုံနဲ့ပွဲထက်ခဲ့ရလဲဖြစ်ပါတယ်။သူရဲ့ပုံစံဘလောက်တောင်မလုံလဲဆိုရင်ရှင်မာပါရဲမဲ့ကိုလည်းအတိုင်းသားမြင်ရသလိုတွဲချနေတဲ့ရှင်သာအစုံကိုပါမြင်ရတာမို့မြင်တွေ့ရတဲ့ပရိသတ်တီချားမှာဝေဖန်စရာဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။အမီဇန်ကတော့နာမည်ကြီးအောင်အလန်းစရာဝတ်ခဲ့ပေမဲ့ပရိသတ်တွေကတော့ကြည်မကောင်းတဲ့သူ့ရဲ့ရှင်သားကိုကြည်ပြီးတော့လောင်ပြောင်နေကြတာပါ ဖုံးပြချရင်ကြည့်ရကောင်းနေပေမဲ့ပေါ်လိုက်မှကလေးမီနဲ့တူသွားတယ်ဆိုပြီးတော့ဝေဖန်ပြောဆိုနေကြတာလည်းဖြစ်ပါရယ်။အီမီဇန်ကတော့ပြောလိုက်တိုင်းမှာမြင့်မြတ်တဲ့ငကားဘဝလာတယ်ဆိုပြီးတော့ပြောပေမဲ့အခုအချိန်မှာတော့နာမည်ကြီးဖို့ဘာမစိုးလုံးမဲ့ပုံပါပဲ။ အေမီဇန်ရဲ့ဝက်စားပုံကိုကြည့်ရတာမကြခင်မှာငကားမဘဝကနေ sexy model ဘဝများကူးပြောင်းတော့မလားမသိပါဘူးပရိသတ်တို့ရောအခုကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲဆိုတာထင်မြင်ချက်လေးတွေ comment လေးထဲမှာရေးခဲ့ပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်